ုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာတော့ KP ဝေပေးလို့တခြားအရေးကြီးတဲ့ဘေး application မဆိုကျွန်တော်တို့ဖုံးမှတ်ပြင်မှာဖွက်လို့ရတဲ့နည်းလေးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်။ KP ဝေပေးမှာမဟုတ်ပါဘူး။နောက်တခြားဘေး application မဆိုဖွက်လို့ရပါရဲ့နော်။ပတ်စံနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ဒီ KP ဝေပေးတွေတော့ဖွက်ထားတာပိုကောင်းတာပေါ့နော်။ဒီလိုဖွက်ထားခြင်းအဖြစ်ကျွန်တော်တို့ပိုပြီးလဲလုံခြုံမှုရှိရတယ်လို့ခန့်စားရပါတယ်နော်။ အခုကျွန်တော်ဒီမြင်နေရတဲ့ကိပေးကိုဒီစခွင်ဘွားကနေမှဖြောက်လို့ရရနေလို့ကျွန်တော်ပြပြပေးမှာပဲဖြစ်ပါရဲ့နော်ကျွန်တော်ခုလောက်ပြမဲ့ဖုန်းလေးကတော့ကျွန်တော်ရမီဖုန်းလေးဖြစ်ပါရဲ့နော်ကျွန်တော်တို့ကအခုလိုဝေးကြီးရင်းနဲ့ပတ်သက်တဲ့ဒီ KB လိုဝေးပေးလိုဆော့ဝဲမျိုးကိုအခုလိုဖတ်ထားမဲ့ဆိုရင် ရှားလို့ကျွန်တော်တို့ဖုန်းဝင်ကြိုက်မယ်ဆိုရင်တော့မလွယ်လင်းတကူကျွန်တော်တို့ရှားလို့မတွေ့တော့ပါဘူးနော်ကေပီမမဟုတ်ပါဘူးနော်တခြားဘေဖို့ဘေအပ်ပဲဖြစ်ဖြစ်ဘေဆော့ဝဲပဲဖြစ်ဖြစ်ကျွန်တော်တို့ကဖွက်ထားလို့ရပါတယ်နော်ကျွန်တော်တို့လိုက်လို့ကြည့်အောင်နော် ခုကျွန်တော်ဝိုက်ပြတဲ့ security ဆွဲကောင်လို့တစ်ချက်နှိပ်မယ်နော်ပြီးရင်အပေါ်နည်းနည်းဆွဲမယ်ပြီးခုကျွန်တော်အနီရောင်လေးနဲ့ဝိုက်ပြထားတဲ့ app lock ဆွဲဟာလေးကိုနှိပ်မယ်နော် ပြီးကျွန်တော်ဒီမှာအစိမ်းချောင်းလေးနဲ့တန်းအုံဆိုတဲ့ဟာလေးကိုနှိပ်မယ်နော်ပြီးရင်ကျွန်တော်ဒီမှာပတံပဲဖြစ်ဖြစ်ပတံမထားခြင်းကိုကျွန်တော်ပတ်စဝတ်နှိပ်ရှင်နေဆိုတော့ရရနော်ဒီမှာကျွန်တော်ဒီမှာ shape password ဆိုတာလေးရှိရကျွန်တော် shape password လေးကိုနှိပ်လို့ရတယ်မှကျွန်တော်ပြင်ထားမယ်ဆိုရင်ပြင်ကိုထားရတဲ့ကနထားလိုက်ပါနော်တလေးလုံးထားပြလိုက်မယ်နော် င်းကျွန်တော်ဒီမှာနှော့နောက်ဆိုတာလို့တစ်ချက်နှိပ်မယ်ပြန်ကျွန်တော်တို့အပေါ်ဆုံးမှာ hidden app ဆိုတာလို့ရှိရနော်အဲ့ကောင်တို့တစ်ချက်နိုင်မယ်နော်ပြန်ကျွန်တော်ဒီမှာဒီ app တွေအကုန်လုံးကျွန်တော်တို့က ဖွင့်ရှင်အကုန်လုံးဖွင့်လို့ရပါတယ်เนาะအဲ့မှာကိုကဒီ KB ကိုဖွင့်ရှင်တာဆိုရင် KB လေးကိုတစ်ချက်ဒီလိုအွန်ပေးလိုက်ရုံပါပဲเนาะဒါဒါဆိုရင်ကျွန်တော် KB ကိုဖွင့်ပြီးစားဖြစ်ပါတယ်เนาะကျွန်တော်တစ်ချက်ကတ်ကြည့်မယ်เนาะဟိုဒါဆိုခုနက KB ရပါရှိတော့ပါဘူးเนาะကျွန်တော်တို့ဒါဖွင့်ထားပြီးဖြစ်ပါတယ်เนาะဒီလိုရှားတယ်ဆိုကျွန်တော်လုံးဝရှားမတွေ့တော့ပါဘူးเนาะကျွန်တော်ကဒီဖွင့်ထားတဲ့ KB ကို တုံးညင်တဲ့ခါပင်ထဲမှာပြန်တော့ရမလဲဆိုကျွန်တော်ခုနကနေရာပဲကျွန်တော်တစ်ချက်ပြန်ဝင်မယ်နော်ဒီ security တဲကိုပင်ဒီအလော်လေးကိုပဲတစ်ချက်ဝင်မယ်နော်ပြီးခုနကကျွန်တော်တို့ပြီးခဲ့တဲ့ပစ္စဘာလေးတစ်ချက်နှိပ်ပေးမယ်နော် ဒီခုနကျွန်တော်နှိပ်ခဲ့တဲ့ဒီ high dan app ဆိုတာလေးကိုနှိပ်မယ်နော်ဒါဆိုဒီမှာကျွန်တော်ဒီ k ပေးပါနော်ကျွန်တော်ခုနကဟာလေးကိုပြန်သုံးခြင်းနဲ့ဖြွင့်ခြင်းနဲ့ဆိုဒီကောင်လေးကိုတစ်ချက်ပြန်ပိတ်ပေးလိုက်ပါနော်ဟုတ်ဒါဆိုတော့ခုနက KB လေးကဒီစခွင့်ပေါ်ကျွန်တော်ပြန်လဲရောက်ရှိလာပါပြီเนาะအားလုံးမဆင်ပြေကြပါစေပြအဆင်ပြေရရှိတဲ့ကျွန်တော်ကမှန်မှန်ပြင်ပြနိုင်ပါတယ်เนาะ